ဖျားသခင်ကိုစိန်ခေါ်သူအမိုင်ငါတို့တက်ရှိသမိုင်းတစ်ခုလုံးကိုမြည်လံဖို့ကြိုးစားနေမိပြီထင်တယ်လက်မထက်ခင်လပိုင်းအလို့ဒါဝင်ကသူ့ဇနီးလောင်းအမထံဝန်ခံခဲ့တယ်တက်ရှိတွေအားလုံးကတူညီတဲ့တစ်ခုတည်းသောဘိုးဘေးကွန်မန်အန်စက်စတာကဆင်းသက်လာတာဖျားသခင်ကဖန်ဆင်းတဲ့ဆိုတာလည်းမဟုတ်ဘူး ငါတို့ဟာနှစ်ပရိစေတာကြာရှည်တဲ့ကာလအတွင်းအဆင့်ဆင့်ပြောင်းလဲလာတဲ့အကောင်တွေပဲဒီလိုပြောလိုက်ရင်ဖြင့်ငါတို့မိစ္ဆာဒိဋ္ဌိဖြစ်ပြီကွာတမချင်းတွေကဖန်ဆင်းခြင်းနဲ့ဆိုင်တဲ့စကလုံးတလုံးတလေတော့အယုံကြည်မရှိတဲ့ဓာဝင်ဟာဘာသာရေးခိုင်ဆိုင်တဲ့အမထံ1838နိုဘမ်ဘာမှာရေးသားခဲ့တဲ့အသိပေးစာဖြစ်တယ် ငါရဲ့ခံယူချက်ကြောင့်ငါတို့နှစ်ယောက်ကြားစိတ်ဝမ်းကွဲမှုတွေဖြစ်လာမှဆိုရင်မိတယ်။ဂျာဝင်ဟာကျန်းစာကိုအကြိမ်ကြိမ်ဖတ်ရှုပြီးဖျားသခင်အားပြန်လဲတက်ဝင်ဖို့ကြိုးစားကြည့်ပါသေးတယ်။သို့တော်မဖြစ်နိုင်တဲ့ကိစ္စကြီးကိုစွန့်မိတ်လက်မခံကျင်တော့ပါ။ကက်တင်ရှင်ကသူ့ရဲ့တာဝကတွေကိုနောက်ဆုံးခွဲခွာချိန်မှာပြောခဲ့တဲ့ကျန်းစာရဲ့အခန်း73နောက်ဆုံးအပိုက်ကိုတစ်ခေါက်လောက်ပြန်ဖတ်ကြည့်ပါအောင်လားရှင်။ ရှင်စိတ်ပြန်လည်လာဖို့ကျမမျှော်လင့်ပါတယ်။အမကတိုက်တွန်းစာပြန်လည်ရေးသားခဲ့ပေမဲ့တာဝန်ကတော့နောက်ပြန်လှည့်ရန်စိတ်ကူးမရှိတော့ချေ။ဖန်ဆင်းရှင်ကိုတဝင်ယုံကြည်တယ်ဆိုတာအတိညာမြင့်မားလာတဲ့လူဖွဲ့စည်းရဲ့အကျိုးရလက်ပဲ။အိုးတင်ဟာရုပ်ဝါဒီသမားကြီးပါလား။သူရဲ့အိဆောင်မှတ်စုလေးမှာတူတူဝှက်ဝှက်ရေးသားခဲ့တယ် ထိုကာလမှာဒါဝင်ဟာသူ့ရဲ့ theory ကိုကောင်းကောင်းမတိဆောက်ရသေးခြင်းဖြစ်တယ်။ယင်တဲ့ရှိရာကိုလက်လွတ်စပယ်ပြောလို့ကမဖြစ်သေး။စုလွယ်နဲ့လွယ်တဲ့လူအုပ်ကြီးကိုတတိထားဖို့လိုချောင်သူနားလေတယ်။တက်ရှိတွေဟာမျိုးစိတ်တစ်ခုကနေတစ်ခုဆင့်ကဲပြောင်းလဲလာတယ်လို့မှတ်ယူလိုက်တာနဲ့အင်္ဂလိပ်ကန်ဖျားချောင်းကို ပုံကန်လိုက်တာပဲ။လူဆိုတာအာဒံအေဝကလာတဲ့အဆုံးမရှိတဲ့ဘဝတွေ။ Eternal Life လို့ယုံကြည်ထားတဲ့ဖန်ဆင်းရှင်ဝါဒနဲ့လာလာဆန့်ကျင်နေတယ်မဟုတ်လားလူဆိုတာဘာမှမဟုတ်တဲ့အစင်မြင့်မြင့်တရားဝါတကောင်ပဲလို့သိလိုက်တာနဲ့ခမားမှရှိတဲ့မြင့်မြတ်ခြင်းတွေကြက်ပြောင်ငှက်ပြောင်လွင့်စင်ကုန်လိမ့်မယ်စင့်ကယ်ပြောင်းလဲလာတယ်ဆိုမှတော့ဖန်ဆင်းရှင်ဆိုတာလည်းဘယ်နေရာအသုံးတဲ့တော့မှာလဲ ငယ်ဘဝချားစတာဝင်ကို1809 February 12ရက်မှာမွေးဖွားခဲ့တယ်တိုက်ဆိုင်စွာပဲအမေရိကန်ရဲ့16ရောက်မြောက်သမတအိဗရာဟန်လင်ကောနဲ့မွေးနေ့မွေးရက်ချင်းတူးနေတယ်သို့ပေမဲ့ကန်ဂျမာချင်းတော့မတူကြပါလင်ကောဟာကန်တက်ကီ အစွန်ဖျားကတစ်လုံးအိမ်မှာကြီးပြင်းလာရပြီဒါဝင်ဟာအင်္ဂလန်ရဲ့အချက်ချမြို့လေကောင်နာ 7မြစ်ကိုအပေါ်စီကနေမြင်နိုင်တဲ့ Georgian style အိမ်ကြီးအိမ်ကောင်းမှကြီးပြင်းလာတာဖြစ်တယ်။ Korean ဘာသာဝင်မိသားစုကဆင်းသက်လာပေမဲ့လှုပ်လှက်စွာ တွေးခေါ်ခွင့်ပေးတယ်။ငယ်စဉ်ကတည်းကတဘာဝကို ချစ်မြတ်နိုးပြီးအိမ်နောက်ဖက်ရှိတော့အုပ်ငယ်လေးဟာသူ့ရဲ့ကစားကွင်းဖြစ်ခဲ့တယ်။တော့အုပ်လေးအတွင်မှအပင်နဲ့အင်းဆက်ငယ်လေးတွေစုဆောင်တင်ဆက်ရတာကိုနှစ်သက်တယ်။ အဖေကဆရာဝန်ဖြစ်တာကြောင့်တာဝန်ကိုသူ့လိုဖြစ်စေခြင်းလို့စေချောင်းပို့တယ်။သူ့မိရင်လန့်တက်တဲ့တာဝန်ဟာစေပညာကိုစိတ်ဝင်စားမှုမရှိပဲအားလက်ချိန်မှာပိုးတောင်မာလေးတွေပြီးတော့စုဆောင်းနေခဲ့တယ်။နှစ်နှစ်တာကာလအတွင်းစေပညာမှာလောက်လောက်လာလာ တက်မြောက်မှုမရှိ အချိန်ရရင်ရသလိုအဒင်ဘတ်ပြတိုင်းမှာငှက်သေးတွေရုပ်လုံးသွင်းတာ အပင်နဲ့ဒရိစံတွေကိုအမျိုးအမည်ခွဲခြားတာတွေမှာဝါဒနာအရာလှုပ်အားပေးတယ်။နောက်တော့စိတ်ပြက်နေတဲ့ဖခင်ဟာဆေးပညာမှာမထွန်းပေါက်မဲ့အတူတူ ဖုန်ကြီးတာလှုပ်တော်ဟုဆိုကာကိမ်းဘရစ်မှာဘာသာဗေဒသီယိုလော်ဂျီကိုသင်ယူစေတယ်။1837မှာ BA ပွဲရတယ်။ပွဲရပြီးချိန်ဒီသူမှာမေမေရရရည်မှန်းချက်မရှိအရက်တမြင်းစီး ပိုးတောင်မှာဆူဆောင်ခြင်းနဲ့သာအချိန်ကုန်နေခဲ့တယ်1837မနက်ခင်းတခုမှတော့သူရဲ့ဆရာဟောင်း professor johans lo ထံမှ စာတစာလက်ခံရရှိခဲ့တယ် britain တော်ဝင်ရေတပ်မှ hms beagle တင်ပေါ်တွင်တဘာဝပညာရှင် naturalist အနေနဲ့လိုက်ပါဖို့ကံလှမ်းချောင်းစာဖြစ်တယ်သူဘွားတစ်စစ်ချိုပြောင်းလဲသွားနိုင်သည့်မဟာအခွင့်အရေးကြီးဆိုလဲမမှားပါဘူး ။ဒါဝင်ရေသူတို့ရှာနေတဲ့လူကမင်းနဲ့တော့အန်ခိုက်ပဲ။ငါတော့မင်းကိုစီးရင်သွင်းလိုက်ပြီဟ။ရှေးကပါဦးချင်း Genesis မှာဖျားသခင်ကလူတွေရဲ့အပြစ်ကိုတန့်စင်ဖို့ကပါကြီးကိုရေလွှမ်းစေခဲ့တယ်။ရေမလွှမ်းခင်မှာဖျားသခင်ကနိုအာလို့ခေါ်တဲ့ယောက်ျားကိုလှေအကြီးကြီး Noah's Ark စောက်ဖို့အိမ်မက်ပေးတယ်။ ။လူနဲ့ဒိဋ္ဌိဆန်အဖို့အမတတွဲစီလိုက်ပါနိုင်တဲ့အကြီးစားလေးတစ်စင်းပေါ့။နောက်တော့ကဘာကြီးကိုရေလွှမ်းစေခဲ့ပြီးအရာရာကိုအစ်စ်တပံပြန်လဲဖန်ဆင်းခဲ့တယ်။ယနေ့လူတွေနဲ့ဒိဋ္ဌိဆန်တွေဟာရေဘေကဆုံမှလွမြောက်လာတဲ့လေပေါ်ကသက်ရှိတွေရဲ့မျိုးဆက်လို့ဆိုတယ်။ Charles Yeh ဟာ ရည်လွှမ်းခြင်းအပါဝင်အခြားကပ်ပီစုများကြာရောက်၍တက်ရှိတွေမျိုးတုံးပြောက်ွယ်ခဲ့တဲ့ဆိုတဲ့အယူအဆကိုလက်မခံဘူးသူဟာဥရောပအနှံခရီးတွေထွက်တယ်ရေပြင်မြေပြင်တောတောင်တဘာဝကိုလေ့လာပြီးနောက်ကောက်ချက်တစ်ခုချတယ်အင်္ဂလန်ရဲ့နယ်စွန်နယ်ပြားကကြောက်တောင်အစွန်းထွက်တွေမှာဖြစ်စီ ပြင်သစ်မြေဝံဒေသကကြောက်လွှာတွေမှာဖြစ်စီနီဘယ်စ်ကမိတောင်ကျွန်းတွေမှာဖြစ်စီကတ်ဆူကြာရောက်ခဲ့တဲ့အရေးအယံမတွေ့မိပါဘူးဗျာ ယနေ့တွေ့မြင်နေရတဲ့တောင်တန်းတွေမြစ်ချောင်းအင်းအိုင်တွေဟာကဘာဥကရေကအနေကျမိတောင်ပေါက်ရေလီမြေတိုက်စားလို့တပြည့်ပြည့်ပြောင်းလဲလာတဲ့ပုံပန်းသဏ္ဍာန်တွေပဲသူရဲ့ theory ကို uniformitarianism လို့ခေါ်တယ်အဲ့ဒါနဲ့ဆန့်ကျင်ဘက် theory ကတော့ catastrophism ဖြစ်တယ်ယခုခါပညာရှင်တွေက uniformitarianism မျိုး catastrophism မှာလက်ခံထားတယ်။ကဘာကြီးဟာပုံမှန်ရေးလိမြေတိုက်စားလို့တဖြည်းဖြည်းပြောင်းလဲလာသလိုတခါခါမှလည်းအောက်ကကဲနဲ့တိုက်မိတာကြောင့်တောင်ကုန်းတောင်တန်းမီးလွာကြောက်လွာတွေရုတ်တရက်ပြောင်းလဲကုန်တယ်လို့တွေးရှိထားတယ်။ Yale ကသူ့ရဲ့ idea တွေကို Principles of Geology ဆိုတဲ့ခေါင်းစဉ်နဲ့စာအုပ်သုံးတွဲရေးသားထုတ်ဝေခဲ့တယ်။တမန်ရက်သားတွေနားလည်လွယ်တာကြောင့်ပထမအကြိမ်ပုံနှိပ်တဲ့အခါမှာတည်း စာအုပ်ရည်4500ချက်ချင်းရောင်းထွက်ခဲ့တယ်။ထိုချိန်ကအယောင်ရဆုံးဘက်ဆယ်လာဆတ်စည်ရင်းဝင်သွားပြီးယဲဟာဆယ်လီစာရေးဆရာဖြစ်လာတယ်။သူ့ဟောပြောပွဲလက်မှတ်ရဖို့တိုးချိတ်တန်းစီရတယ်။ကပ္တန်ရောဘတ်ဖစ်ရိုင်းဟာ တအမေရိကကန်ယူရန်တခြားကွဲလွဲနေတဲ့ရေပုံတွေတိုက်တာပြင်ဆင်ဖို့တော်ဝင်ရေတက်ရဲ့တာဝန်ပေးခြင်းခံရတယ်။သူဟာကမ်းမမြင်လက်မမြင်နှစ်နဲ့ချီရွက်လွှင့်ရသည့်သင်္ဘောသားတွေရဲ့စိတ်ဖိစီးမှုတန်ကိုနားလဲတယ်။သူဦးလေးကပတန်စတော့ကဲ့သို့ကိုယ့်လက်ပင်ကိုလှီပြီးတေချောင်းကြံသည့်အဖြစ်သို့အယောင်မခံနိုင်။ဒါကြောင့်မဲဒီတစ်ခေါက်ရေလန်ခီမှလိုက်ပါဖို့အဖို့တယောက်တောင်းဆိုခဲ့ခြင်းဖြစ်သည်။ ထို့ပေါ်မှာဂုံတိရှိပညာတတ်လူငယ်ဖြစ်ဖို့တော့လိုသည်ရေလန်းခီးတွင်ထို့လူနှင့်သိပ္ပံအကြောင်းအရာများဆွေးနွေးဖလှယ်မည်တဝိုင်းနှင့်အတူတူညစာစားမည်တငယ်ချင်းဖော်ဖြစ်ခီးစဉ်တစ်ခြားတယောက်ကိုတယောက်ဖိမကူညီကြမည် Professor Johanslow ရဲ့အကူအညီဖြင့် Robert နှင့် Darwin တို့တွေ့ဆုံရင်းနှီးခွင့်ရခဲ့ပြီး Robert က Darwin ကို Yale ရဲ့ Principles of Geology ပထမတွဲကို

စေချောင်းလည်းမပြီးလှုပ်ချင်ရတယ်ပဲလှုပ်နေပြီအိမ်လည်းမကက်အလေလိုက်နေရကြပြီ ခုလည်းတင်းမောလိုက်ပြီးဘဝကိုဆုံဆုံမြုပ်ခန့်တော့မလို့လားဖခင်ကြီးရဲ့ကယူနာဒေါသအတန်ကိုကြားရောက်လာသည်အာချင်း၍မတည့်ရက်ဖို့ကြိုးစားတယ်မျက်လုံးများ ပြဝေလာပြီးနောက်တစ်ချိန်ထိုးအံ့ပြလိုက်သည်ဝမ်ပိုက်ထဲတွင်အန်စရာအစာပင်မရှိတော့၍လေများသာပြန်ကန်ထွက်လာတယ်ထမဆောင်ရေလန်ခီအတွေ့အကြုံဖြစ်တာကြောင့်မုံတိုင်းတန်ကိုအလူးလဲခံခဲ့ရတယ် ဂျာဝင်ဟာပထမတစ်လလုံးလှိုင်းမှုနေုံကလွှဲရင်ရောဘတ်လက်ဆောင်ပေးတဲ့ Principles of Geology ပထမတွဲကိုအာယုံဒီဇိုင်းဖက်ဖြစ်ခဲ့ပါတယ်။လူအများစုရဲ့အမြင်မှာ HMS Beagle Keysin တွင်ဂျာဝင်ဟာအေယာမလိပ်ကြီးတွေပင်လယ်ကူအီဂွာနာတွေနေရာဒေသအလိုက်နှုတ်သီးပုံတံတမတူညီကြတဲ့ Finch ငှက်တွေကို မြင်တွေ့ခဲ့ပြီး တဘာဝရဲ့ရွေးချယ်ခြင်း natural selection ကိုရှာဖွေတွေ့ရှိခဲ့တယ်လို့သိကြတယ်။တကယ်က၅နှစ်ကြာခီးစဉ်အပြီးအင်္ဂလန်ပြန်ရောက်မှသာခီးစဉ်တခြားဆူဆောင်းခဲ့တဲ့ finch ငယ်ရဲ့နှုတ်သီးတွေအပါအဝင်နမူနာပစ္စည်းတွေ specimen ကနေမှ natural selection ကိုတိစောက်ခဲ့တာဖြစ်တယ်။တိတိကျကျပြောရရင် HMS Beagle ခီးစဉ်မှာတာဝန်ကရဲကိုရှာဖွေတွေ့ရှိခဲ့တယ်လို့ပြောရင်ပိုမှန်လိမ့်မယ်။ တင်ဘော့ဟာပထမဆုံးအနောက်အာဖရိကကမ်းလွန်းရှိကိတ်ဘာဒီကျောင်းသားမှာကြောက်ချရပ်နားခဲ့တယ်။ဒါဝင်ဟာသူဖတ်ထားတဲ့ရဲရဲတွေးရှိချက်တွေကို ကိုယ်တိုင်ဆန်းစစ်ဖို့စိတ်အားထက်သန်နေတယ်။ရပ်ပေါင်းများစွာကျွန်းပေါ်တဲ့ကြောက်တောင်နေရံတွေကနေကြောက်တုံကြောက်ခဲနမူနာတွေစုဆောင်းနေ။ရဲကကဘာကြီးရဲ့အချို့နေရာကကုန်းမြေတွေဟာတဖြည်းဖြည်းမြင့်တက်လာပြီ တပြိုင်နက်တည်းမှာပဲတချို့နေရာကကုန်းမြေတွေဟာတဖြည်းဖြည်းနှိမ့်ဆင်းသွားတယ်လို့ဆိုတယ်။ကျွန်းပေါ်ကတောင်နံရံတွေရဲ့အလဲလောက်မှာ ထုံးကျောက်လွှာတစ်ခု limestone ဖြစ်ပေါ်နေတာဓာဝင်တွေ့ရှိခဲ့တယ်။ထုံးကျောက်ဆိုတာကာဗွန်အနေကျကျောက်ဖြစ်တယ်။ဒီကျောက်ကိုပင်လယ်တွေကသိဆုံးသွားတဲ့တန်နာကောင်တွေခရုကမာတွေနဲ့ဖွဲ့စည်းထားတယ်။တချိန်တခါကဒီထုံချောက်လွှာဟာရေအောက်မှာရှိခဲ့ပြီး ကုန်းမြင့်မြင့်တက်လာခြင်းကြောင့်လေပေါ်ပေါ်လာတာဖြစ်တယ်။ဒါဆိုတခြားတနေရာမှာပင်လယ်ကျန်းပြင်ဟာပို၍နှိမ့်ဆင်းသွားမှအသေးချပဲ။ပထမဆုံးစမ်းစစ်ချက်မှာတင်ဂျာဝင်ဟာရဲကိုအပြတ်ကျွေသွားခဲ့တယ်။ဒါနဲ့ပဲရဲရဲ့ Principle of Geology ဒုတိယတွဲကို Monty Video မှာထပ်မံဝယ်ယူခဲ့ပြီးတတိယတွဲကို Fatland မှာဝယ်ယူခဲ့တယ်။ တင်ဘောဟာတောင်အမေရိကကိုဆက်လက်ထွက်ခွာလာပြီးချီလီကိုရောက်တယ်။ချီလီမှာလည်းဒါဝင်ဟာလာပေါင်းများစွာစူဆန်လေးလာမှုတွေမရက်မနာလုပ်တယ်။တရက်တော့ချီလီငလျင်အကြီးအကျယ်လှုပ်တာနဲ့ကြုံကြိုက်ခဲ့တယ်။ဖေဖေဒီဗီယာမြို့မှာ နေစရာအိမ်တစ်လုံးတော့အကောင်းပကတိမကျန်ခဲ့ဘူး။ဆူနာမီလိုပေ20ခန့်မြင့်တဲ့လှိုင်းလုံးကြီးတွေတက်လာပြီးကံယူတဲ့တခြားနေထိုင်သူတွေကိုပင်လယ်ထဲဆွဲချသွားတယ် သင်္ဘောတွေထောင်ချပြီးတောင်းတင်ကုန်ကြတယ်။ငလျင်လှုပ်စင်ဓာဝင်းဟာတာမောကသစ်ပင်ရိပ်တွေအနားယူနေခြင်းဖြစ်တယ်။ငလျင်ဟာချောက်ချပွဲကောင်းလွန်းနေ။ဂျယ်လီဒုံပေါ်မှာရက်နေရတယ်လို့ပဲမြေကြီးဟာတုံတုံရီရီပျော့စီစီဖြစ်သွားတာပဲ။နမနစ်ခန့်ကြတဲ့ငလျင်အပြီးမြင့်တဲ့အံ့အားတဲ့နေရာကအသိစိတ်ပြန်ဝင်လာတဲ့ဒါဝင်ဟာငလျင်ရဲ့အကျိုးဆက်တွေကိုရှာဖွေစူးစမ်းမှုတွေစတင်ခဲ့တယ် ကမ်းခြေမာနေထိုင်တဲ့ဒေသခံတယောက်ကစင်တာမာရီယာကျွန်းကအရင်ရေထဲမြုပ်နေတဲ့ကဘာဟာငလျင်ပြီးမှရေပေါ်ပေါ်လာကြောင်းဂျာဝင်ကိုတတင်းပေးတယ်။ဂျာဝင်ဟာချက်ချင်းပဲထိုကျွန်းရှိရာသို့သွားရောက်ခဲ့တယ်။ဒေသခံပြောသလိုရေပေါ်ကို10မီတာလောက်ပေါ်တက်လာတဲ့ကဘာကိုတွေ့ရှိခဲ့တယ်။အသည့်ဆက်ဆက်ခရုကမာလေးတွေတောင်ကန့်ညိနေသေးတယ်။ ဒီတွေ့ရှိချက်ကိုရဲကသူစာအုပ်ပထမတွဲမှာအခိုင်အမာရေးသားခဲ့တယ်။ Indies လို့ကြောင်းနှံတွေဟာတခုတည်းသောကပ်ပြီး catastrophe ကြောင့်ဖြစ်လာတာမဟုတ်ပဲနှစ်သန်းနှစ်ချီတဲ့ကာလအတွင်းကြီးမားတဲ့ငလျင်ပေါင်းမရေမတွက်နိုင်အောင်လှုပ်ခါပြီးမှဖြစ်ပေါ်လာခြင်းဖြစ်တယ်။ဂျူလီယန်ပြက်ကလေးမှာပါတဲ့ BC 404အောက်တိုဘာ23မတိုင်ခင်ညမှာဖျားသခင်ကမြေကပါကိုဖန်ဆင်းခဲ့တယ်ဆိုတာမဟုတ်တော့ဘူး။ လူတက်တက်မှာတခါတော့ကြုံဖို့မလွယ်တဲ့ငလင်အကြီးစားကြီးတခါလှုပ်မှမြကြီးကမိတာအနေငယ်လောက်တက်လာတာလေအင်ဒီစတောင်လိုအမြင်ရဖို့နှစ်တန်းဘလောက်လုံမလဲတွက်ကြည့်ပေါ့တရက်မှာဒါဝင်ဟာတန်တာကြောက်တန်းတွေကိုလေ့လာဖို့အခွင့်အရေးရခဲ့တယ် တန်နာကြောက်တန်းတွေဟာဇီဝဗေဒနဲ့ဘူမိဗေဒကြားပတ်သက်ဆက်နွယ်နေတာတွေ့ခဲ့တယ်။သူရဲ့ပထမဆုံးကိုပိုင်တွေ့ရှိချက်ဆိုလည်းမမှားပေ။တန်နာကြောက်တန်းတွေဟာမိတာကျွန်းပပတ်လေ၊သူမဟုတ်ကံယူတဲ့အနီးပင်လယ်ရေပြင်ထဲမှာပေါက်ဖွားရှင်သန်ကြတယ်။ရေအပြောသလိုငလျင်လှုပ်တဲ့အခါပင်လယ်ချင်းပြင်ဟာနှိမ့်ဆင်းသွားပါတယ်။ဒါပေမဲ့ပင်လယ်ချင်းပြင်နဲ့အတူတန်နာကြောက်တန်းတွေဟာလိုက်ပါနှိမ့်ဆင်းသွားခြင်းမရှိကြောင်းတာဝန်တွေ့ခဲ့ရတယ်။ တန်နာကြောက်တန်းဟာသူ့နှစ်ကိုရေမျက်နှာပြင်နဲ့အကွာဝေးတစ်ခုကိုပြန်မျှဒီရေအကျနဲ့၁၇မီတာအကွာဆက်လက်ထိန်းထားတယ်။ထို့သောထိန်းထားဖို့ရာ သူကိုယ်တိုင်မြင့်တင်ဖို့လိုတယ်။ပင်လယ်ကျမ်းပြင်ဟာထပ်ပြီးနှိမ့်စင်သွားရင် barrier reef တွေဖြစ်လာမယ်။လုံးဝကြီးနှိမ့်စင်သွားတဲ့အခါတန်တာကျွန်းတွေ atoll တွေပေါ်ပေါက်လာမယ်။တဏ္ဍာကြောက်တံတွေကိုတဏ္ဍာကောင်တွေ ဖော့လစ်ပစ်တွေနဲ့ဖွဲ့စည်းထားတယ်။ဒီအပင်မကြအကောင်မကြဖော့လစ်ပစ်တွေဟာရေမျက်နှာပြင်နဲ့နီးစပ်တဲ့အကွာအဝေးတစ်ခုမှပဲရှင်သန်နိုင်တယ်။အကယ်၍ပင်လယ်ရေမျက်နှာပြင်ဟာရုတ်တရက်ကြီးနှိမ့်ဆင်းသွားတာဖြစ်ဖြစ်မြင့်တက်လာတာဖြစ်ဖြစ်တဏှာကြောက်တန်းတွေဟာပြောင်းလဲမှုနဲ့အမိမလိုက်နိုင်ရင်သေဆုံးသွားလိမ့်မယ်။မန်အောင်ကျွန်းကဖြစ်ရက်ကဒီရေရုတ်တရက်ကျသွားလို့တဏှာကြောက်တန်းတွေပေါ်လာတယ်ပြောတယ်။ဒီတစ်ချိန်မှာတော့ဒါဝင်ရဲ့တွေ့ရှိချက်ဟာလူအိုကြီး ရဲရဲအဆူချမ်းနဲ့ကွဲလွဲနေတယ်။ရဲကတဏှာကြောက်တံတွေဟာရေထဲနှိမ့်သွားတဲ့မိတောင်တွေရဲ့နှကန်းဝါကဖြစ်လာတယ်လို့ဆိုထားတယ်။မရှိမနှောင်းမဲ့ဒါဝင်ဟာ သူ့အစ်စ်တွေ့ရှိတဲ့အဆိုချမ်းကိုရဲလ်ထံပို့ပေးခဲ့တယ်။ပညာရှင်တွေကဒါဝင်ရဲ့အဆိုချမ်းဟာပုံမှုဖြစ်နိုင်ပွဲရှိတာကြောင့်ရဲလ်ရဲ့နှကိုအဆိုကိုပယ်ချလိုက်ကြတယ်။ဒီလိုနဲ့ဒါဝင်ဟာ လူအိုကြီးရဲကိုခေါင်းတစ်လုံးကြော်ပြီးလန်ဒန်သိပ်ပံအတိုင်းဝိုင်းကို ခြေချလာခဲ့တယ်။သို့ပေမဲ့ဂျေဆုတရားကိုနားလည်တဲ့ဒါဝင်ဟာသူ့ပထမဆုံးထုတ်ဝေတဲ့စာအုပ်မှာကျွန်တော်စာအုပ်ရဲ့တဝက်လောက်ကရဲရဲ့အုံနောက်တွေပါလို့ဝန်ခံခဲ့တယ်။ဒရိစံသေးတွေရုပ်လုံးသွင်းတဲ့ထဲငှက်ကအခက်ဆုံးပဲကွာ။ ငှက်ကိုပပိုင်နေနိုင်ကင်တွေနိုင်ရင်ဂျန်နဲ့ကောင်နေမျက်စိမိတ်လို့လို့ရပြီ။ဂျွန်းဟာပြပြဆူဆူနဲ့ငှက်တဲ့ဤရင်အုပ်ပေါ်တဘာလေးတင်၍အသားရထုတ်ခွဲလိုက်သည်။အရေပြားကနေအသားနဲ့ကလီစာတွေခွာထုတ်တဲ့နေရာမှာတိတ်ကယူဆက်ရတယ်။သွေးမထိတ်နိုင်လို့ငှက်မွေးတွေကိုစွန့်ပိတ်ကောင်ရင်နားကားပြီပဲ။သွေးထွက်လာရင်လှစမှုလေးနဲ့တိတ်ပြပြနဲ့စိတ်ရှိရှိသာလို့ဒါလည်းအမှုပညာပဲကွာ။ ဂျွန်ဟာတောင်အမေရိကမြောက်ပိုင်းဂိုင်ယာနားမှလွတ်မြောက်လာတဲ့လူမဲကျွန်တယောက်ဖြစ်တယ်။ယခုတော့အက်ဒင်ဘတ်ပြတိုင်းမှာလူလူတူတူအလုပ်တစ်ခုနဲ့အေဂျင့်နဲ့မိသားစုဘဝလေးပိုင်ဆိုင်ထားတယ်။ဂျောင်းဝင်အတန်းလက်ပြီးပြတိုင်းမှာလှုပ်အားပေးစဉ်ဂျွန်ကငှက်တီရုပ်လုံးသွင်းနည်းကိုပြသပေးတယ်။ဂျောင်းဝင်နဲ့ဂျွန်ဟာညနေဘက်အရက်ပိုင်းမှာဂိုင်ယာနားမိုးသစ်တော်တွေကအပင်နဲ့တိရစ္ဆာန်တွေအကြောင်းပြောဖြစ်ကြတယ်။ ဂျွန်ဟာဒါဝင်အတွက်ပထမဆုံးတွေ့ဆုံမှုတဲ့လူမဲမိတ်ဆွေဆိုလည်းဟုတ်တယ် HMS Beagle ရဲ့ဒါဝင်နေတွေကတခုက လူနီ၃ယောက် Red Indian ကို နေရပြန်ပို့ပေးရန်ဖြစ်တယ်။ဒါဝင်မလိုက်ပါခင် အရင်ခီးစဉ်က ်ထိုလူနီ၃ယောက်ကို အင်္ဂလန်သို့ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီးခရီးယန်ဘာသာသို့သွတ်သွင်းခဲ့တယ်။နောက်တစ်ခုကလန်ဒန်ကလူဖြူတွေလူနီကိုမြင်ဘူးအောင်ပြသလိုတဲ့ရည်ရွယ်ချက်လည်းပါတယ်။လန်ဒန်တွင်တစ်နှစ်ကျော်နေထိုင်ပြီးနောက်တအမေရိကသွားမြေဒုတိယကြိမ်ခီးစဉ်တွင် သင်္ဘောဖြင့်ပြန်လည်လိုက်ပါခဲ့ကြတယ်။ဒါဝင်နဲ့လူနီ၃ယောက်ဟာရေလန်းခီးတွင် ပုံမှန်စကားလက်ဆောင်ကြလေရှိတယ်။သူတို့ထဲမှလူနီတယောက်က လူပြူတွေကဘာကိုအုပ်စုနေချိန်မှာကျွန်တော်တို့ကဘာလို့အသက်ရှင်တန်ဖို့တော့မနေရုံးကန်နေရတာလဲဗျာကျွန်တော်တို့ကသူတို့လောက်အသိဉာဏ်မရှိလို့လားထိုမေခွန်းကြောင့်ဂျာဝင်းဟာရုတ်တရက်ဆွတ်အသွားတယ်ချက်ချင်းပြန်ဖြေဖို့သူ့မှာအဖြေမရှိခဲ့သေချာတာတော့ဘယ်လူမျိုးမဆိုဉာဏ်ရည်ချင်းများစွာကွာဟမှုမရှိကြောင်းသူနားလည်ထားတယ် တင်ပေါ်ကန်ကန်လိုတော်တဲ့လက်ပတ်ချင်တွင်ချိုလူနီတွေကဒါဝင်ကိုစားလို့ရတဲ့အပင်နဲ့အစိတ်ဖြစ်စေတဲ့အပင်ကိုခွဲခြားရှင်းပြတယ်။တားကောင်ဖန်နဲ့ကြောက်ခွေမျိုးစုံပြုလုပ်နေလဲပြသပေးတယ်။အကယ်၍သာထိုတော်နဲ့ထဲတွင်လမ်းပြောက်ခဲ့ပါကသူဟာလူနီတွေထက်အသက်ရှင်ဖို့အခွင့်အရေးအလွန်နည်းပါးကြောင်းဒါဝင်သဘောပေါက်လာတယ်။သူဟာကဘာကိုအုပ်စုံနေတဲ့လူဖြူတွေတည်းကတယောက်ပဲလေ။အသိဉာဏ်ပိုရှိတယ်ဆိုတာဟုတ်ပါမလား။ တောင်အမေရိကကိုဒါဝင်ရောက်ရှိသွားခြင်းဗြိတိန်ဆိုရကအာဖရိကမှာကျွန်တင်ပို့ခြင်းကိုတရားဝင်တားမြစ်ထားတယ်။သို့သောမှောင်ခိုဈေးကွက်ကလည်းပတ်နေစေ။သူ့မျက်မြင် သင်္ဘောတစ်စင်းဟာတန်ချေခြင်းတွေလူအသားတစ်စိတ်ရိုက်တန်တွေ branding iron တန်လောင်ချိုက်တွေတည်ဆောင်ပြီးအာဖရိကကိုထွက်ခွာဖို့ပြင်ဆင်နေတာတွေ့ခဲ့ရတယ်။ဒါဝင်တို့ကိုညစာဖိတ်ကြွေးတဲ့ကျန်ဆိုင်ခင်ပိုင်ရှင်လူပြူက လူမဲကျွန်မထံမှတောက်ရီခွက်ကိုလှမ်းယူရင်ဘုရားသခင်ဖန်ဆင်းတဲ့ထဲမှာဒီလူမဲတွေကဘယ်နဲ့ချွတ်ချော်သွားပါလိမ့်သူတို့အသိဉာဏ်တွေကမျက်ဝင်သက်တာပဲဒီမှာရှိတဲ့လူနေတွေလည်းမထူးဘူးဗျပညာမဲ့အရင်ဆိုင်တွေဒါဝင်မှထိုလူမဲမျိုးသမီးအိမ်စီကိုကြည့်၍အာနာပါနာဖြစ်ရတယ်သို့တော်သူမကတော့အရေးထူနေပြီတနေမျက်နှာမှာဝန်းနေတဲ့အရေးရောင်လေးစိုးစင်းအောင်မပြား တရက်ဂျာဝင်လန်းရှောက်ထွက်နေစဉ်ကျွန်ပိုင်ရှင်လူဖြူကအပေါ်ဗလာကျင်းတဲ့လူမဲကျွန်မတယောက်ကိုရိုက်နှက်နေတာတွေ့မြင်ခဲ့တယ်။ကြောပြင်မှာမြင်းရိုက်ကြဖို့ရာသူ့ရဲ့လိမ့်လိမ့်နဲ့သူမဟာဂျာဝင်ကိုအခုညီတောင်းနေဟန်ကြည့်ခဲ့တယ်။သူ့လိုလူစိမ့်တယောက်ဖို့ရက်ကြည့်ုံမှတပါမစွမ်းသာခဲ့။ဒီလိုနေရာမှာကျွန်ပိုင်ရှင်တွေကမကြည်နဲ့ရင်ပြစ်သက်ပိုင်ခွင့်တောင်ရှိတယ်မဟုတ်လား။ လူကြီးလူကောင်းလို့သတ်မှတ်ထားတဲ့ဒီအင်္ဂလိပ်တွေနဲ့သူတို့ရဲ့အမေရိကန်မျိုးဆက်တွေဟာဒီလောက်ပဲအနိုင်ကျင့်ရဆက်တကြသလားလို့သာစုတ်သက်မိခဲ့တယ်ထိုချိန်ကာလကဂျွန်စနစ်ထောက်ခံသူတွေဟာလူဖြူတွေနဲ့အာဖရိကန်လူမဲတွေဟာမျိုးစိတ်မတူကြောင်းပြောဆိုကြတယ်ဝမ်းနေဖို့ကောင်းတာကထိုပြောဆိုသူတွေထဲမှာ တာမန်လူဖြူတွေပါဝင်ကျွန်ပိုင်ရှင် သိပ္ပံပညာရှင်တွေလည်းပါဝင်ခဲ့တယ်မျိုးစိတ်လူဖြူနဲ့လူမဲပေါင်းဆက်ပြီးမွေးဖွားလာတဲ့ကလေး hybrid ဟာအသက်ရှည်ဖို့မလွယ်ဘူးပြီးတော့မျိုးဆက်မပွားနိုင်တဲ့အမျိုးနေ infertile ဖြစ်သွားလိမ့်မယ်လို့ဝါဒဖြန့်ကြတယ်တရက်မှာဂျာဝင်ဟာပညာရဲ့ဆိုင်ရာအဘိဓမ္မာတစ်ခုကိုလှန်လောမိတယ် ်ထူဆောင်းတဲ့မှာလူဖြူလူမဲနဲ့လူနီအပါဝင်ကဘာပေါ်မှာလူမျိုးစိတ်15မျိုးရှိကြောင်းတွေ့လိုက်ရချိန်မှာတော့စိတ်မထိန်နိုင်တော့ပဲတော်စံဒီအချိန်မျက်မရှိတဲ့စာအုပ်ဟူဆိုကဒေါသတကြီးနယံကို ပြစ်ပောက်ခဲ့တယ်သူမိတ်ဆွေဂျွန်းအပါဝင် သူတိတဲ့လူနီ၃ယောက်ဟာလူဖြူတွေနဲ့အသိဉာဏ်ကွာဟမှုမရှိကြောင်းဒါဝင်တက်အပ်ပြောနိုင်တယ်တို့ပင်မဲခိုင်လုံတဲ့အကြောင်းပြချက်ကိုတင်ပြနိုင်ဖို့သူကြိုးစားရအောင်မယ် ချိန်ကာလတစ်ခုတော့လိုတာပေါ့